ရန်ကုန်တိုင်းဒေါ်ဖုံမြို့နယ်ကြည်စုရက်ကွက်ဓမ္မရိပ်သာနန်းသွဲမှာဖြစ်ပွားခဲ့တဲ့တက်စီလောင်းမီးရှို့ခံခဲ့ရပြီးစေးုံတင်ထားရတဲ့စစ်ကောင်စီခန့်ယာယီမှုမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့နေ့လယ်ပိုင်းကတေဆုံသွားပြီလို့သိရပါဗျ။ဒေါ်ဖုံမြို့နယ်ကြည်စုရက်ွက်အတွင်းပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့နေ့လယ်7:00နာရီခွဲချိန်ခန့်ကအိမ်တော်စုစင်းလိုင်းလံကောက်ယူနေတဲ့စစ်ကောင်စီခန့်ယာယီမှုနဲ့ဖွဲ့ကူအမျိုးသားတူကတက်စီနယ်လောင်းမိရှုခဲ့ရာ ။ယာယင်မှုနဲ့အတူအမျိုးသမီးနှစ်ဦးပါမိလောင်ခဲ့ခြင်းဖြစ်ပါတယ်။ယာယင်မှုအောင်မိုးကဆေးရုံမှာအဲ့ဒီတံရရီနဲ့ပဲတည်သွားပြီးကျန်တဲ့ယုံဖွဲ့ဝင်မိန်းမနှစ်ယောက်လည်းအတော်ဖူးယူနေရတယ်လို့ဒေါ်ပုံမြို့နယ်နဲ့အမျိုးသမီးတူက ARD Times ကိုပြောပါရယ်။ယာယင်မှုဦးအောင်မိုးဆိုသူမှာမိလောင်တံရရီကို ဆေးရုံမှာကုသမှုခံယူနေရကအခင်းဖြစ်ပွားပြီး၁၄ရက်အကြာမှာတင်ဆောင်ခဲ့ခြင်းဖြစ်က၎င်းနဲ့အတူတက်စီလာမိရှုခံခဲ့ရတဲ့ စိန်မူဒေါနှင်းတီရာနဲ့ဂျုံအဖွဲ့ဝင်မြို့သမီးတူရူမှလည်းကျန်းမုံစိန်ယုံကြီးမှဆက်လက်စေကူတနေရတယ်လို့သိရပါဗျ။အစိုးရရဲ့မုနဲ့အဖွဲ့ကိုဓာတ်စီလောင်းမီရှုခဲ့တဲ့အမျိုးသားကိုတော့လက်ရှိအချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှီးဆက်သူထံကသိရပါဗျ။